နတ်ဆိုးကလေးဆိုကြည်နဲ့မိကိုရိုရိုတွေနောက်တစ်ချိန်မျက်နှာချင်းဆိုင်အနေထားကိုပြန်ရောက်လာကြပြီးနတ်ဆိုးကလေးရဲ့အပြာရောင်တောက်နေတဲ့မျက်လုံးကိုအနီးကတွေးလိုက်ကြရချိန်မှာတော့ပရိသတ်သူကြီးလည်းအံ့ဩမြင့်သက်သွားကြရပါတယ်။အမျက်လုံးတွေကအမှုပညာလက်ရမြောက်လာတာကြောင့်ပကြီးစရာတွေလည်းဝိုင်းဝန်းထောက်ပြနာပြုတ်နေကြပါတယ်။မိကိုရိုသူ့ကိုဒလိုကြမ်းတမ်းစွာနဲ့တိုက်ခိုက်ပြီးတော့ဆိုကြည်ကျေးဇူးတင်လာပြီးသူ့ရဲ့တကူကောင်းဆန်မှုကပဲသူရှင်သန်နေရတဲ့အရာပဲလို့ပြောပြလာပါတယ်။ ဆိုကြည်ရဒါဝင်းကြီးနတ်ဖျားမကလည်းအเจ้าဝင်းကြီးမရှိပဲအရှိကိုဆက်သွားဖို့အားပေးလာပြီသူမကတော့ဒါဝင်းကြီးကိုလူတယောက်တည်းအသိတော်ဆုံးနတ်ဖျားမပါပဲဒါကြောင့်ဆိုကြည်ပါရှိသည်များအကုန်သာထုတ်သုံးလိုက်ပါလို့ရရန်ဝန်ကိုပြောလာပါတယ်ဂူလန်သူအမတော်တယ်ဆိုကြည်တို့အစင်မပြေရရဲ့လားလို့စိုးရိမ်နေခဲ့ပြီဘန်ရဲလည်းဒီပွဲကိုနိုင်မလားရှုံမလားမပြောတတ်သေးပါဟုတ်ဒီပွဲကဆိုကြည်ရဒါသမားအနေနဲ့အစွမ်းကုန်တိုက်ရတဲ့နောက်ဆုံးပွဲပဲလို့ဘန်ရီတည်းပြောလာတော့ဂူလန်အံ့ဩသွားရပါတယ်ဆိုကြည်အနေနဲ့နှစိုးအသွင်ပြောင်းလိုက်တိုင်းဒုက္ခနာကိုကပေးဆက်ရပြီအခုချိန်မှာနှစိုးအသွင်နဲ့တကူလုံးပြောင်းလဲထားတာမလို့ဆိုကြည်ကနာကိုကဒီပွဲပြင်းထထောက်ခံနိုင်တော့မှာမဟုတ်ပါဘူး ဒါဆိုသူအမတော်ရဲ့အစွမ်းကိုကြတော့ဗမာသွားသုံးလယ်လို့ဂူတိချင်းနေပြီးဘန်းအင်တယ်လည်းစူဂျီရဓာတ်နဲ့ဖြတ်တန်းခဲ့သမျှအတိတ်ကအကြောင်းအရာတွေသူတမ်းမရေချောင်းထုံမသုံးခဲ့ရတဲ့အစွမ်းနေနဲ့သူရဲ့အနာဂတ်တို့ကိုပေါင်ပြီးစူဂျီရစွမ်းရင်ကိုထုတ်ပေါ်ပြီးပါတဲ့ ရှင်းရှင်းပြောရရင်တော့နတ်ဘုရားလက်လက်ကဆိုကြည်ရဲ့အတိတ်ပစ္စုပ္ပန်နဲ့အနာဂတ်ဆွမ်းရည်တွေတန်မာခြင်းတွေဖျက်လန့်မှုတွေအားလုံးကိုဒီအခိုက်တန့်ထဲမှာပဲစူးစိထားပေးထားတာပါဒါကြောင့်လည်းသူမကဓာဝဉ္ကြီးရဲ့အတွက်အသိတော်ဆုံးနတ်ဘုရားမှဖြစ်နေရတာပါပဲဒီဝဲအတွက်ဆိုကြည်ဟာလည်းသူသိသမျှဓာနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေအားလုံးကိုထည့်သွင်းထားပါသေးတယ်ဆိုကြည်ဘက်ကလည်းအရင်စားတိုက်လာခဲ့ပြီးမိကိုတို့လည်းအယမ်းမြန်လုံးတဲ့အခြေအကြောင်းအံ့ဩသွားရပါတယ်မိကိုတို့သူအနာရောက်လာတဲ့ဆိုကြည်ကိုဓာနဲ့ပြန်ကားလိုက်ပြီးအားပြင်းနဲ့ပြန်တိုက်လိုက်ပေမဲ့သူရှင်းကဆိုကြည်ကရုတ်တရက်ပြောက်သွားပြီးသူ့အနောက်မှာပြန်ပေါ်လာပါတယ်တတိထားမိလိုက်ချိန်မှာမိကိုတို့လည်းအလျင်အမြန်နဲ့နောက်ပြန်လှည့်ပြီးပြန်တိုက်လိုက်ပေမဲ့ဆိုကြည်ပြောက်သွားပြန်ပြီးသူ ရှိကနေထပ်တိုက်ခိုင်းလိုက်ပြန်ပါတယ်မိကိုတို့တယောက်အရှိကတိုက်ပွဲကိုကလိုက်ချိန်မှာဆိုဂျီဘေးကနေပြန်ပေါ်လာပြီးဘေးကဆိုဂျီကိုထပ်တိုက်လိုက်ရင်ဆိုဂျီကအရှိကနေပြန်ပေါ်လာပြန်ပါတယ်ဒါကသူ့ကိုဟောက်ွက်တော်မရှိအောင်တိုက်ခိုက်နေတာပဲလို့မိကိုတို့သဘောပေါက်လိုက်ပြီးမိကိုတို့အားရပြေတယ်ဆိုဂျီကတိုက်ကွက်တိုင်းကိုထပ်ခါတလဲလဲကာဝယ်နေပါတော့တယ်ဒီအချိန်မှာဆိုဂျီကသူ့မှာရှိသမျှစွမ်းအင်တွေအကုန်လုံးကိုထုတ်သုံးနေတာဖြစ်ပြီးမိကိုတို့သူ့သားနဲ့ပြန်ကာဝယ်ရုံပဲတတ်နိုင်တယ်လို့ဟော့စ်ပြောလာပါတယ်ဒီအနေထားကြီးကလူတယောက်လုံးနိုင်တာလဲကြော်နေပြီးမျိုးတိုက်ပွဲချင်းရင်အားရလာတယ်ဆိုတဲ့ဗလာတွေပါထွက်ကုန်ပါပြီဒီကိုလုံးကကြော်သားတွေအကုန်လုံးကိုအလုပ်ပေးထားတဲ့ဆိုဂျီတယောက်တကယ်လဲလူသားမဟုတ်တော့ပါဘူးသူ့ဂိုင်းတို့ ညီကိုတွေလည်းမယုံကြည်နိုင်ဖြစ်နေကြပြီတကယ်ပဲဒီလိုနီးပညာကရှိလို့လားလို့မယုံကြည်နိုင်ကြပါဘူးကိုတို့ကတော့ဒါဖြစ်နိုင်တယ်လို့ယုံကြည်နေခဲ့ပြီဒီလိုအဆက်မပြတ်လှုံ့ဆော်မှုတွေကိုလုံနိုင်တယ်ဆိုကြကဘဲကဘာကနေများရောက်လာတာလေလို့ရေယူမိနေပါတယ်ဘသူတွေဘလိုပဲပြောပြောခွန်တို့ကတော့ဆိုကြကိုအကျွမ်းမဲ့ယုံကြည်ပါတယ်ဆိုကြကနောက်ဆုံးနေဝေးချိန်မှာခွန်တို့ဟာသူနဲ့အတူရှိနေခဲ့ပါတယ်ဆိုကြကမမောနိုင်မမန်းနိုင်ပဲဆုတ်တန်တဲ့စာရင်းနေခဲ့ပြီအရာတစ်ခုကိုတဲကြီးမဲကြီးဖန်တီးချိန်နေခဲ့ပါတယ်ဆိုကြသူရဓာတ်ကိုတော့ထမိုးဝေးရန်နိုင်တော့ပဲသူရကြံရှိတဲ့အချိန်တွေမှာဓာတ်နဲ့ပတ်သက်တဲ့ဗျူဟာတွေကိုရေးပြနေခဲ့ပါတယ်ခွန်တို့ကတော့ဆိုကြကိုကောင်းကောင်းအားယူဖို့ပြောပေးမယ်ဆိုကြကလက်မခံပါဘူး ို့ဆိုဂျီယောဂနဲ့ဒီလိုသာဆက်သွားနေကြာကြာခဏနိုင်တော့မှမဟုတ်ဘူးလို့ခုံလုံးပြောလာပေမဲ့ဆိုဂျီရဲ့စိတ်ကိုမတားနိုင်ခဲ့ပါဘူးဒီအချိန်မှာဆိုဂျီကလုံးချင်သောအရာတစ်ခုကတော့စင်ပြေပြေကိုသွားပြီးတိုက်ခိုက်ချင်တာဖြစ်ပြီးသူရဲ့စိတ်အားထက်သန်မှုတွေနဲ့အတူတိုက်ခိုက်နေပြီးွားတွေကိုအပြောင်ပြောင်းသွားရေးသွဲခဲ့ပါတယ်ဆိုဂျီဟာသူ့ဖန်တီးကရဲ့ဤပညာတွေကိုသူရှင်းတဲ့အချိန်မှာအသုံးမပြုနိုင်ခဲ့ပါဘူးဒါကြောင့်အခုပြန်ွယ်တဲ့ကဆိုဂျီကတော့သူ့ရဲ့ဘဝနေဝေးချိန်မှာမလုခရရတဲ့တိုက်ခိုက်ခြင်းစိတ်တွေအားလုံးကိုအခုချိန်မှာအကုန်ပုံပေါ်ပြီးတိုက်ခိုက်လာခဲ့ပါပြီမိကိုတို့လည်းဆိုဂျီရဲ့အချိန်ဝါတွေကပုံပုံအကောင်းလာတာကိုတွေ့လိုက်ရပြီးစုံပုံစံနဲ့အသွင်တူတွေပါတော့တယ်တပတ်ကဆိုဂျီတဲ့သူ့ရဲ့ထိုးစစ်စင်မှုန ဲ့တို့နောက်တစ်ချိန်ထပ်တိုက်ခိုက်ရပါပြီ ဆိုကြည်ရဆုံးနှကောင်လိုပုံစံကိုကြည့်ရင်အနက်ရောက်ဆုံးကကောင်းကင်သူကိုပြန်လာပြီလို့ခွန်တော်ဝန်သားမျက်ရည်တွေကြပြီးပြောလာပါတယ်။ကျန်တဲ့ခိုင်းသားတွေကတော့မသိကြတာမလို့ခွန်တော်လည်းအနက်ရောက်ဆုံးကကောင်းကင်စီကိုပြန်လာပြီဆိုတာအရာအလုံးကတဘောကအတိုင်းလိုက်ရောကြီးတွေဖြစ်သွားပြီးအပြေအဝလွတ်လပ်ခြင်းပဲလို့ပြောပြလာပါတယ်။ဒီအကြောင်းကိုခွန်တော်ရဲ့ဝေစားပြေခါလည်းရေးသားခဲ့ဖို့ပြီးအဲ့ဒီပညာရက်ကအနှစ်သာရတွေနဲ့စမ်းကြည့်ပြီးလက်တွေလုံးဆောင်ကြတဲ့သူတွေလည်းရှိကြပြန်မယ်မရှိတော့ရှားတဲ့အရာပါ။အခုဆိုကြည်ကတော့ဘယ်သူမှမတက်လာနိုင်တဲ့အထွတ်တိတ်ကတနေရာကိုရောက်သွားပါပြီ။ဆိုကြည်နဲ့မိကိုတို့တွေထိုက်ကြပြန်ပြီးဆိုကြည်ဘက်ကအားပိုကောင်းလာတယ်မိကိုတို့ကပို့ပို့ပြောလာနေပါပဲ။ဆိုကြည် ီကတကယ်ကိုအရန်တော်လုံးတယ်လို့မိကိုတို့ပြောလာခဲ့ပြီဒါနဲ့တစ်ချက်ဝေးလိုက်ပါတယ်ဆိုကြည်တယ်သူ့ကိုဒီလိုထိတ်ဆုံးရောက်သွားတော့တိုးပို့လိုက်တာကမိကိုတို့ပါပဲလို့ပြောလာပြီကျေးဇူးတင်လာပါတယ်ကြည်ရတာအမှန်တရားသုံးချက်အကွက်လာတော့မယ်လို့ခိုင်းသားတွေခံမှန်းနေကြပြီတချို့ကလည်းနည်းနည်းလေးတော့လွမ်းနေပဲသတိထားမိကြပါတယ်ဒါကပုံမှန်နဲ့မတူဘူးလို့ခွန်တို့လည်းသိနေပြီခွန်တို့လည်းအသင်အကြံကြီးနဲ့ဆိုကြည်ရဲ့နာမည်ကိုအော်လာပါလို့တယ်ဆိုကြည်ရဲ့ပထမဆုံးအချက်မှာနတ်ဖျားတွေရဲ့အလင်းတပြများစံလာခဲ့ပြီးမိကိုတို့ဆိုကြည်ရဲ့အရှိကိုလိုက်မိမိတော့ပါဘူးဒုတိယအချက်မှာတော့ဆိုကြည်ရဲ့အရာကနတ်ဖျားတွေနဲ့လူသားတွေထက်ကိုတာလွန်လာပြီးစားတဲ့သတိကြီးကြီးထားလာရပါတယ်နောက်ဆုံးအချက်ကတော့သူ့ရဲ့နှစိုးခြေသေးစ ိုတဲ့ဖြူဟာကိုထုတ်သုံးလာခဲ့ပြီးမီကိုတို့နဲ့ဓာချင်းထိစပ်သွားပါတယ်သူတို့နှစ်ယောက်တန်းကြီးမဲကြီးအားပြိုင်နေကြပြီးဆိုဂျီတယောက်အားပေါ်ထဲလိုက်ပြီးမီကိုတို့ကိုဖျက်ချော်သွားပါတယ် အားလုံးလည်းအံ့ဩနေကြပြီဆိုကြည်တယောက်မိโกတို့ကိုနှစ်ဖျားအလင်းလိုတားတဲ့တိုက်ခိုက်ခဲ့တာပါမိโกတို့လည်းတကောလုံးထိခိုက်ဒဏ်ရာတွေရသွားခဲ့ပြီဒါမှကျိုးသွားတဲ့ပြင်သူတို့ဘက်မှာအံ့သွားရပါတယ်လူသားတွေလည်းပျော်ရွှင်နေကြပြီနှစ်ဖျားတွေဘက်ကမိโกတို့ရဲ့အမတို့ကတော့ဒါမဖြစ်နိုင်ဘူးဆိုပြီးတော့ရေယူမိကြပါတယ်ဒီခိုက်တဲ့မှာအားလုံးကဆိုကြည်ဒီဘဲကိုနိုင်သွားပြီလို့သတ်မှတ်ထားကြပြီဆိုကြည်တယောက်ထဲကသာဒီဘဲကမပြေးသေးမှခံစားနေရပါတယ်မိโกတို့လည်းသူ့လက်သူပြန်ကြည့်နေရင်ဒီတော့ဒါကတကယ်အစ်မတိုက်ခိုက်ခြင်းမို့ဆိုပြီးပြောလာပါတယ်မိโกတို့ကကဘာကြီးကိုလာပြီဒါပညာကိုသင်ယူခဲ့တဲ့နှစ်ဖျားတစ်ပါးပြီးပြီးဒါပညာမှာတော်တဲ့ဆိုကြည်ကိုလည်းတစ်ချောင်းလုံးစောင့်ကြည့်နေခဲ့တာပါဆိုကြည်ကဒါမှမ င်နိုင်တော့တဲ့အချိန်မှာတော့ဒါကိုလက်မလွတ်တဲ့သူပါလားဆိုပြီးမိကိုတို့သိရှိခဲ့ရပါတယ်ဒါကမှတကယ်ဒါသမားပဲလို့သူပြောလာပြီသူနောက်ဆုံးတော့အဲ့နေရာကိုရောက်ခဲ့ပြီမလို့ကျေးဇူးတင်ပါတယ်လို့ဆိုချီကိုပြောလာပါတယ်လူသားတွေနဲ့နှဖျားတွေလည်းမိကိုတို့ကိုကြည့်ရတာနောက်ထပ်တိုက်ခိုက်နိုင်သေးမယ်သဘောပေါက်လိုက်ကြပြီမိကိုတို့ပုံစံကနည်းနည်းလေးမှအားနည်းနေဖို့မရပါဘူးမိကိုတို့လက်နှစ်ဖက်ကိုအပေါ်မြောက်လိုက်တာတွေ့တော့သူစူတောင်းနေရလားပါလားဆိုပြီးလူတွေစဉ်းစားမရဖြစ်ကုန်ပြီအမှန်တော့မိကိုတို့ကသူ့လက်ထဲမှာဒါတချောင်းရှိနေသေးသူလက်နဲ့ကင်ထားခဲ့တာပါဘာမှမရှိရတဲ့ဒါနဲ့မိကိုတို့တိုက်ခိုက်ဖို့အသွင်ယူလိုက်ပါတော့တယ်မသိရင်တော့ခလေးတွေကစားကြတဲ့အတိုင်းလို့ထင်ရနိုင်ပေမဲ့မိကိုတို့သူ့လက်ထဲကဘာမှမရှိတဲ့ဒါနဲ့တစ်ချက်ခုတ်ချလာ ာပါတဲ့ဒီအခိုက်အတန့်မှာဓာတ်ဝတ်မြေလို့ကြတဲ့သူတွေအားလုံးလည်းအံ့ဩကုန်ကြရပါတဲ့မြေကိုယ်တော်ခုံလိုက်တဲ့ဓာတ်ချက်ကစိုးကြီးစီကိုရောက်သွားခဲ့ပြီးစိုးကြီးတဲ့သူရဲ့လက်နက်ခြေထောက်ကိုခုံပိုင်းလိုက်တာခံစားလိုက်ရပါတဲ့ခုံပိုင်းလိုက်တာတော့ရိုးရိုးမဟုတ်ပဲသူရဲ့ပြင်ပအရေးပြားတဲ့ကြော်သားလေးကိုဖျက်ပြီးအထက်ကအယိုးတွေသာခုံပိုင်းခံလိုက်ရတာပါမြေကိုယ်တော်လည်းသူနောက်ဆုံးတော့သူရဲ့ကိုယ်ပိုင်ဓာတ်ကိုရောက်ခဲ့ပြီးလို့ပြောလာပြီးမြေကိုယ်တော်လည်းသူရဲ့အထုတ်ထိတ်သောအဆင့်ကိုရောက်သွားခဲ့ပါပြီသူရဲ့နာမည်ကျော်ခဲ့တဲ့ဓာတ်ကတော့ပျက်စီးသွားပြီးဖြစ်ပြီးဓာတ်ကတော့သူရဲ့လက်နက်မဲ့ဓာတ်ပါပဲဒီလိုအချင်းရွေကတကယ်ဆရာကြီးတွေမှသာရှိနိုင်တဲ့အရေးချင်းတစ်ခုပါလေးပြည့်သမားအတွက်ပြဖို့လေးမလို့အပ်ပဲပြနိုင်တဲ့အရေးချင်းတစ်ခုတိုက်ခိုက်ရေးသမားတွေအတွက်ပဲတိုက် ခိုက်ဖို့လက်သေးမလိုတော့တဲ့အခြေအနေတခုဓာသမားတွေအတွက်ဓာမလိုတော့တဲ့အနေအထားတခုဒီလိုဘာမှမလိုအပ်တဲ့အရာကတကယ်ပဲဘယ်သူမှမရောက်နိုင်တဲ့စိတ်ကုန်းရင်ဖို့တခုပဲလားဆိုတော့မဟုတ်ပါဘူးအဲ့လိုအခြေအနေမျိုးကိုရောက်ခဲ့ဖို့တဲ့သူရှိခဲ့ဖို့ပြီးကြောက်တုံးကြီးကိုတော့ဖျက်ပိုင်းနိုင်ခဲ့ပါတယ်ဒါပေမဲ့နောက်ခဏမှာပဲချက်ချင်းဆိုတော့နှလုံးသွေးကြောပေါက်ပြီးအသက်တည်ဆုံးသွားရပါတယ်အဲ့ဒီနှီးပညာဟာလူသားတွေရဲ့လုံနိုင်စွာနဲ့ကြောက်လုံးနေတာမလို့ဒီကမာကြီးကလက်မခံနိုင်ပါဘူးဒီလိုနဲ့ပဲနှီးရဲ့တစက်လိုပျောက်ကွယ်သွားတဲ့နှီးပညာကိုငှက်ရောက်ဆောင်လာတဲ့မိကိုတို့ကတော့အဆအုံသိယူနိုင်ခဲ့ပါတော့တယ် နဖရားအစင်းကိုရောင်ရှိကြုံလွန်သွားတဲ့မီဂိုရိုကဆိုဂျီရဲ့ဘဲဘက်ခနာကိုတချမ်းကိုတုံးမရောက်လုလိုက်ပါပြီ။မီဂိုရိုလည်းယုံကြည်ကြတွေပြန်ရောက်လာခဲ့ပြီးဒါကဒါမဲ့တိုက်ခိုက်ခြင်းပဲလို့ပြောလာပါတယ်။ဒါပေမဲ့မီဂိုရိုရဲ့နှလုံးဟာလည်းနာကျင်မှုကိုခံစားလာရပြီးတပကဆိုဂျီဟာလည်းသူတို့တွေကတယောက်ကအစင်းမြင်နိုင်ရင်နောက်တစ်ယောက်ကလည်းလိုက်မြင်နိုင်တာမလို့ဒီဘက်ကတကယ်အစင်းမှန်ပါပဲ။ဆိုဂျီအတော်လေးကျဉ်နဲ့အားရနေပြီးပြီးမီဂိုရိုလည်းသူ့လိုပါပဲ။မီဂိုရိုတကယ်ပဲသူ့တပွားလုံးကိုတိုက်ခိုက်ပြီးဖျက်ဆီးသွားကြည့်ပြီးပါတယ်။ဒါပေမဲ့သူသာဒီဒါနဲ့နောက်တစ်ချိန်သာစတိုက်နေမယ်ဆိုရင်သူ့ရဲ့အစင်းဝင်းကြီးနဲ့ခနာကိုကပျက်စီးသွားရပါလိမ့်မယ်။နောက်တစ်ချမ်းမှလည်းအဆုံးသတ်ဖို့ပြင်ဆင်လိုက်ပြီးဒါကို ြောက်လိုက်တာကြောင့်ဆိုဂျီဟာလည်းသူ့ကိုပြန်တိုက်ဖို့အစဉ်သင့်ပြင်ထားပါပြီ။အေဗေကတော့ပွဲစကလေးကဘာမှမသိတဲ့သူဖြစ်ပြီးအလနာမက်ဒါကဘာလဲလို့ဟောင်းမက်ကိုမေးလာပါတယ်။မီကိုရိုရဲ့လက်ထဲမှာဘာမှမရှိတာသိတာနေပေမဲ့ဆိုဂျီရဲ့ဘယ်ဘက်လက်နဲ့ခြေထောက်ကတော့အယိုးကျိုးသွားရပါတယ်။ဟာမက်ကိုတိုင်းလည်းအန်နီပညာနောက်ွယ်ကဘလို့လုံးလိုက်တယ်ဆိုတာကိုမသိပေမဲ့အဲဒါကမမြင်ရသလိုအပေါ်ရန်အရေးပြားနဲ့ကြောက်သားလေးကိုမထိပဲအယိုးကိုသာတန်းတန်းမမတ်ထိသွားတယ်လို့ပြောလာပါတယ်။ဒီလိုနီးပညာရှိနေတယ်ဆိုတာဖြစ်ရောဖြစ်နိုင်ရဲ့လားလို့ Every Analogy ပြောလာပြီ။ဇူကတော့မီကိုရိုကသူရှင်းတဲ့နေထိုင်ကသမျှကာလပတ်လုံးကိုဒါပညာမှာပဲနှမြုပ်ခဲ့တာမျိုးဖြစ်နိုင်တယ်လို့ပြောလာပါတယ်။ ဒါအပြင်အခုတော့မိကိုတို့ကဓာပညာမှာတကယ်ကိုအထွတ်ထိပ်နေရာကိုရောက်သွားခဲ့ပြီဒါနဘုရားဆိုလဲဂုံဘုတ်တိုင်းဖြစ်လာခဲ့ပါပြီတစ်ဖက်ကဂိုင်းကြီးကိုတွေကတော့ဆိုဂျီကိုကြည့်ရင်ဆိုဂျီမှာရှိသမျှအကုန်ထုံသုံးပြီးသွားပြီမလို့ဆိုဂျီမောပန်းနေတော့ပြီဆိုတာသိကြပါတယ်ဘလောက်ပဲဆိုဂျီတော်နေပါစေဦးတော့ဒီတစ်ခါတော့မရလောက်တော့ဘူးလို့ထင်နေမိကြပါတယ်တချို့ဆိုကြည့်တော့မကြည့်ရကြတော့ပဲခွန်တို့ကတော့အားလုံးကိုပွဲဆက်ကြည့်ဖို့ပြောလာပါတယ်မျိုးလုံးမိထားတဲ့တယောက်ကတော့သူတို့လိုအခိုက်အတန့်မျိုးကိုမကြည့်ချင်ဘူးလို့ပြောလာပြီခွန်တို့လည်းဒီလိုအခိုက်အတန့်မလို့ကြည့်ဖို့ကြည့်ရမယ်လို့ပြန်ပြောလာပါတယ်ဆိုဂျီကကဘာမျိုးပေါ်မှာသူအဖြစ်ချိန်နဲ့ဆိုဆန္ဒတစ်ခုကိုအခုချိန်မှာအကောင်အထည်ဖော်နေခဲ့တာပါသူမှရှိသမ ြပုံပေါ်ပြီးတိုက်ခိုက်နေခဲ့တာဖြစ်ပြီးသူတို့ဒီလိုအခိုက်အတန့်မျိုးမှာတစ်ခုမှကြာအကုန်ကြည့်ရမယ်လို့ခွန်တို့ပြောလာပါတယ်မိကိုတို့လည်းသူဆိုကြည်နဲ့တိုက်ခိုက်ခဲ့ရတော့ဝမ်းသာတယ်လို့ပြောလာပြီးဆိုကြည်တဲ့မိကိုတို့နဲ့ထပ်တူပါပဲဒီအခိုက်အတန့်လေးမှာအလုံးဟာတိတ်ဆိတ်နေမိကြပြီဒါဟာနောက်ဆုံးအဆုံးဖြတ်မှတည်နေကြပါတယ်မိကိုတို့ကသူ့ဓာတ်ကိုမြောက်လာခဲ့ပြီးဆိုကြည်ဟာလည်းနောက်ဆုံးအငွေသက်တွေနဲ့ပြန်ခုခံတိုက်ခိုက်ဖို့အစင်းသက်ပါပဲအဲ့ချိန်မိကိုတို့သူ့ရဲ့ဓာတ်ချက်ကိုဝှင့်ရမ်းလာခဲ့ပြီးဖြစ်ပြီးဆိုကြည်ဟာလည်းအရှိကိုခြိတက်လာခဲ့ပြီးမလို့အဲ့ဓာတ်ချက်ကဆိုကြည်ရဲ့ညင်ဘက်ကိုဆက်လွှဲဖြတ်သွားပါတော့တယ်ဆိုကြည်ဓာတ်ချက်ကိုအပြေးဝခံလာရပြီးသွေးပါအထွက်သွားပါတယ်ဆိုကြည်ရံပြီးလဲကြတော့မလို့ဖြစ်သွားရပြီးသူ့ရဲ့ခန္ဓာ ာကိုသူမထိန်ချုပ်နိုင်တော့ပါဘူးအန်ဂျင်ဆိုကြီးရဲ့ခိုင်းသားအလုံးဆိုကြီးနာမည်ကိုအော်ခေါ်လာကြပြီအတန်ကိုကြားလိုက်ရတဲ့ဆိုကြီးတဲ့သူကိုယ်သူအားပြတ်နေလိုက်ပြီသူတို့ခိုင်းသားတွေရဲ့အတန်ကြောင့်လဲကြတော့မဲ့အရှင်ကိုအာယူလိုက်ပါတယ်ဒီအချိန်ကသူလဲကြရမဲ့အချိန်မဟုတ်မှသူသိနေပြီသူပြန်တန်းနိုင်သေးတယ်လို့သူကိုယ်သူပြောလိုက်မိပါတယ်ဆိုကြီးမိကိုရိုရှိကိုရောက်လာခဲ့ပြီမိကိုရိုဟာလည်းဆိုကြီးတဟုတ်ခိုင်းထားနိုင်လို့မဲ့မလို့အံ့ဩရပါတယ်ဒါပေမဲ့သူစီကိုတော့ရောက်နိုင်မှာမဟုတ်ဘူးလို့မိကိုရိုစိတ်ထဲကပြောနေပြီသူတဟုတ်ကိုနောက်တစ်ချိန်မြောက်လိုက်ပါပြီအဲခိုင်းတန်းလေးမှာသူတို့နှစ်ယောက်စလုံးသတိအပြေဝါရှိနေကြပါတယ်တယောက်ကထိုးမဲ့သူနဲ့တယောက်ကခိုးချမဲ့သူဖြစ်ပြီးဘသူအရင်ထိမလဲဆိုတော့ဒီ အချိန်ဘယ်သူမှမပြောနိုင်ကြပါဘူးဒါပေမဲ့ဆိုရင်မီကိုတို့အနာကိုအရင်ရောက်သွားခဲ့ပြီမီကိုတို့ကိုထိုးလိုက်မိချိန်မှာမီကိုတို့ဟာလည်းသွေးရခလာရပါတယ်ဒါပေမဲ့သူတို့ကအဆုံးထိမရောက်သွားခဲ့ပဲလဲကျသွားခဲ့ပြီအားလုံးဟာလည်းကြောင်လာသွားကြရပါပြီမီကိုတို့ဟာလည်းဆိုကြီးကမပြန်သားနိုင်တော့ဘူးလို့ပြောလာပြီဒီခဏကိုတည်းဆိုကြီးဟာလည်းဘာမှလုံးနိုင်တော့မှာမဟုတ်ပါဘူးမီကိုတို့ရဲ့အကူကလည်းအနာယူလိုက်တော့လို့အော်ပြောလာပြီမီကိုတို့တယောက်အဲ့အချိန်တစားစီကျေမသွားရပါတော့တယ်မီကိုတို့နောက်ဆုံးအချိန်မှာသဘောပေါက်သွားရပြီသူတို့ကိုသူထပ်မပြောင်းနိုင်တော့ဘူးပဲလို့ရေရွတ်သွားပါတယ်နည်းနည်းတော့အထီးကျန်ဖို့ကောင်းလာပဲလို့မီကိုတို့ပြောရင်ပြောက်ကွက်သွားခဲ့ပြီဆိုကြီးဟာလည်းနောက်ဆုံးအချိန်လေးမှာကျေးဇူးတင်ပါတယ်မ ီကိုတို့လို့ပြောလိုက်ပါတယ်ဒီပွဲစဉ်ရဲ့အနာရရှိသူကတော့အိုခီလာဆိုကြီးပါပဲပြန်ပွဲကြခြင်းအပြင်တော့စက်တမ်ဘာလနဲ့25စက္ကန့်ရှိခဲ့ပြီလူသားတွေနဲ့နှစ်ဖျားတွေ၅ဝဲ၅ဝဲသေးချသွားခဲ့ပါပြီ